ရောရှိအားလုံးပဲမိင်္ဂလာပါ။ကီစီကိုပါနေကြိုဆိုပါရစေ။ကျွန်တော်တို့အားလုံးမြတ်သက်ခုံမင်နေကြတဲ့ NMA franchise ဆိုတာအများအားဖြင့်သူရဲကောင်းတဲ့ feeling တွေကိုအခြေခံပြီးဖန်တီးထားကြတာပါ။ Astro Point လိုမျိုး NMA လောကရဲ့ဘိုးဝေကြီးမှာတော့ Found Changes တွေဆိုတာရှိပါတယ်။ NMA လောကမှာတင်မဟုတ်ပဲ Superhero လောကမှာဆိုရင်လည်း Transformation တွေ၊ Found ပြောင်းလဲမှုတွေနဲ့ Upgrade တွေဆိုတာအများအတန်းရှိနေတတ်ကြပါတယ်။ဒီလိုပြောင်းလဲမှုတိုင်းကိုသူရဲကောင်းဘက်ကဖြစ်စေ၊ရန်သူဘက်ကဖြစ်စေပြုလုပ်နိုင်ကြပါတယ်။ ဒီနေ့မှာတော့ကျွန်တော်က One Punch Man တဲ့က villain တယောက်ရဲ့ဖုန်းအသီးသီးကိုရှင်းပြပေးသွားခြင်းပါတယ်ဒီ villain ကတော့ Garo ဖြစ်ပြီး One Punch Man ဆိုတာ Power Creep အပေါ်မူတည်ပြီးဖန်တီးထားတဲ့ series တစ်ခုပဲဖြစ်ပါတယ် Power Creep ဆိုတာလက်နက်တစ်ခုကိုဖြစ်စေ ability တစ်ခုကိုဖြစ်စေသူတို့မှာရှိတဲ့ story ကိုတိုးများလာအောင်လုပ်ဆောင်နိုင်တဲ့ပုံစံမျိုးဖြစ်ပါတယ်ခင်ဗျားတို့ကျွန်တော်တို့အားလုံးသိကြတဲ့ Naruto Anime series ဆိုတာလည်း Power Creep အပေါ်မူတည်ပြီးဖန်တီးထားတာမျိုးပါ ဒါပေမဲ့ One Punch Man Universe ကတော့ Ninja Ri နဲ့ဖွဲ့စည်းထားတာမျိုးမဟုတ်ပဲဇလန်အစားကနေအစုံတီထောက်လျှောက်တိုက်ခိုက်နေရမှာမျိုးဖြစ်ပါတယ်။ခမားအနေနဲ့ ability တစ်ခုကိုဖြစ်စေ character တစ်ခုကိုဖြစ်စေသူတို့ရဲ့လက်ရှိစွမ်းအားကိုပိုကောင်းတဲ့အနေအထားတစ်ခုနဲ့ပြောင်းလဲရေးဆွဲခြင်းကိုဖောင်အပစ်ဖန်တီးခြင်းလို့သတ်မှတ်ပါတယ်။ One Punch Man ရဲ့စွမ်းအားတော်တော်ကြီးမားတဲ့ feeling ကတော့ Garou ပဲဖြစ်ပါတယ်။ Garou ဆိုတဲ့ character ရဲ့အလားတရားကတော့ဖောင်ပြောင်းလဲခြင်းတွေလို့ပဲဆိုရပါမယ်။ One Punch Man Universe မှာပုံမှန်တန်မာခြင်းရဲ့စားလို့ရတဲ့ monster series ဆိုတာရှိပါတယ်။ ီ series ဆောင်အတိုင်းအဆမရှိတမ်းမှာသွားကြတဲ့ character တွေကတော့ Garou နဲ့ Orochi လို့ပဲဆိုရပါမယ်။ Garou ဟာ manga အရဆိုရင်စုစုပေါင်း font 9မျိုးအထိပြောင်းလဲထားခဲ့ပါပြီ။ဒါကြောင့်ဒီနေ့မှာတော့ကျွန်တော်က Garou ရဲ့ font 9မျိုးကို explore ပေးသွားပါမယ်။ကျွန်တော်အနေနဲ့ခင်ဗျားတို့တောင်းဆိုသမျှအနမဲ franchise တွေကို explore ပေးနေပြီဖြစ်လို့ video လေးကို like လုပ်ပြီး channel လေးကို subscribe လုပ်ပြီးကဲချဖို့တောင်းဆိုချင်ပါတယ်။ခင်ဗျားတို့ရမနေ့ကဖုန်းနဲ့ဒီနေ့ဖုန်းဘာတွေထူးခြားပြောင်းလဲသွားတယ်ဆိုတာကိုလည်းအောက်ကကွန်မန်မှာဝေးသွားနိုင်ပါတယ် ဂါရိုဆိုတာခက်ခါရှိနေတော်တော်လေးစင်တူမှုရှိတဲ့ one patch man character တစ်ခုပဲဖြစ်ပါတယ်။ဒါလို့ဆိုသူအသုံးပြုတဲ့ martial art ဆိုတာအခြားသူရဲ့လှုပ်ရှားမှုတစ်ခုကိုကူးယူနိုင်တဲ့ copy ability တစ်ခုဖြစ်နေတာကြောင့်ပါ။ဂါရိုအနေနဲ့ saver friend ရဲ့လက်အောက်မှာ martial art တွေကိုလေ့လာခဲ့ပါတယ်။အဓိကကတော့ water flowing crashing raw fist လိုမျိုး defensive ability တွေဖြစ်ပြီးလူတယောက်ရဲ့ vital organ တွေကိုလည်းညိုးနဲ့ထိုးဖောက်ရတန်ပစ်နိုင်တာမျိုးဖြစ်ပါတယ်။ Saber Fan ရဲ့တပည့်တွေထဲမှာ Garou ကအတော်ဆုံးနဲ့အထက်မြတ်ဆုံးကလေးတယောက်ဖြစ်ခဲ့တာပါ။ စေဘာဖန်ရဲ့တပည့်အားလုံးကိုဂါရိုကအနာယူထားနိုင်ခဲ့ပါတယ်။ဂါရိုရဲ့ဘက်စတိုရီကလည်းတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ဂါရိုရဲ့ငယ်ဘဝမှာတငယ်ချင်းတွေနဲ့ကစားတိုင်း villain ဆက်ကောင်အနေနဲ့သာကစားခဲ့ရပါတယ်။စတိုရီတိုင်းရဲ့အဆုံးသတ်ဟာ villain တိုင်းကရှုံးနေပြီး hero တိုင်းကသာအနိုင်ရကြလိမ့်ရှိပါတယ်။ပြောရမယ်ဆိုရင်ဂါရိုကတငယ်ချင်းတွေချာမှာအနိုင်ချင်းခံခဲ့ရတယ်ပေါ့။ဂါရိုကငယ်ငယ်ကလေးတည်းကရခဲ့တဲ့စိတ်ဒဏ်ရာတွေကြောင့် hero ကပဲအမြဲအနိုင်ရရှိနေတဲ့ logic ကိုပြင်ဆင်ခဲ့ပါတယ်။ ဒီလိုပြင်ဆင်နိုင်ဖို့အတွက်ဆိုရင်သူကိုယ်တိုင်ကတန်မာတဲ့ monster တစ်ကောင်ဖြစ်လာဖို့လိုအပ်ကြောင်းအခြေခံနားလည်ထားခဲ့ပါတယ်။ဒါကြောင့် Saver Fan ရဲ့ Dojo Class ကိုဝင် join ပြခဲ့တာမျိုးပါ။ Garou ကိုသူရဲ့ကောင်တယောက်ဖြစ်လာဖို့အတွက်ကန်လန်းခဲ့ပေမဲ့ monster ဖြစ်ချင်တဲ့ Garou ကတော့ကန်လန်းချက်ကိုညှင်းဆန်ခဲ့ပါတယ်။ပထမဆုံးခြေလန်းအနေနဲ့ Garou က Eclipse 2ရဲ့ကောင်း၃ယောက်ကိုတပြိုင်တည်းအနိုင်ယူပစ်နိုင်ခဲ့ပါတယ်။ Garou အနိုင်ယူခဲ့တဲ့သူရဲ့ကောင်း၃ယောက်ကတော့ Magic Trickman, Heavy Line Claw နဲ့ Blue Fight တို့ပဲဖြစ်ပါတယ်။ဒါကတော့ Garou ရဲ့ base form ဖြစ်ပြီး A class သူရဲကောင်းတွေတော်တော်များများကိုအနိုင်ယူတိုက်ခိုက်ထားနိုင်ခဲ့ပါတယ်။ Garou က Dash Gun တလေဦးဆောင်တဲ့ ABC class သူရဲကောင်းတွေစုပြီးဖွဲ့စည်းထားတဲ့ထင်းတစ်ခုလုံးကိုအနိုင်ယူထားနိုင်ခဲ့ပါတယ်။ဒီမတိုင်ခင်ကလည်း Garou ဟာသူရဲကောင်းပေါင်း၁၀၆လောက်ကိုလိုက်လံနှိမ်နှင်ထားခဲ့ပြီးသားဖြစ်ပါတယ်။ဒီထဲမှာ Tank Talk Group တခုလုံးလည်းပါဝင်ခဲ့တာပေါ့။ Garou က Dash Gun တလင် team နဲ့ရင်ဆိုင်ရတဲ့အချိန်မှာတော်တော်လေးကိုအထီးနာနေခဲ့တာပါ။အနာယူနေတော့မှအတင်းလာရောက်တိုက်ခိုက်ခဲ့တာမျိုးဖြစ်လို့အစိတ်ပါတယ်။ညတဲ့ချောင်းကိုတော့မရှောင်ရှားနိုင်ခဲ့ပါဘူး။ ဒါကြောင့်ဂါရိုကာဒီဘက်ထဲမှာသူ့ရဲ့ full potential ကိုမရရှိခဲ့ဘူးပေါ့ Temptor group တခုလုံးကိုတက်ခဲ့ခဲ့တာဟာဂါရိုရဲ့ human form ပဲဖြစ်ပါတယ် Temptor master လိုမျိုး S class hero ကိုတောင်အနိုင်ယူထားနိုင်ခဲ့ပါတယ်ဒါအပြင်ဆရာသမားက metal belt လိုမျိုး S class hero နဲ့ပါတွားရောက်တိုက်ခိုက်ချင်ခဲ့တာပါဒီဘက်ထဲမှာတော့ metal belt ရဲ့ညီမဖြစ်သူကလာရောက်တားဆီးခဲ့ရတဲ့အတွေ့အကြုံမတိုက်ခိုက်ဖြစ်ခဲ့ကြပါဘူးဒီဘက်ထဲမှာကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ metal belt ဆိုတာသူ့ရဲ့ stronger version တခုပဲဖြစ်ပါတယ် ဂါရိုဟာအက်စကလက်သူရဲ့ကောင်းတွေကိုပါထိပါလာနိုင်ခဲ့တဲ့ဆိုပေမဲ့ Watch Dog Man ကိုတော့အနိုင်မယူနိုင်ခဲ့ရှာပါဘူး။ပါလို့ဆိုဂါရိုက Watch Dog Man ရဲ့ tracing ပုံစံလှုပ်ရှားမှုတွေကိုသူ့ရဲ့ Marshall အားနဲ့မကူးယူနိုင်ခဲ့တာကြောင့်ပါ Watch Dog Man ကိုအနိုင်မယူနိုင်ခဲ့ဘူးဆိုပေမဲ့နောက်ထပ် Asclep သူ့ရဲ့ကောင်တစ်ယောက်ဖြစ်တဲ့ Genos ကိုတော့ရင်ဆိုင်နိုင်ခဲ့ပါတယ်ဒီဘက်ထဲမှာတော့ဂါရိုရဲ့ဒုတိယ form ကိုကျွန်တော်တို့မြင်တွေ့ခဲ့ကြရပါတယ်ဒုတိယ form ကတော့ red form ဖြစ်ပြီးသွေးရောင်လွှမ်းတဲ့မျိုးလုံးတစ်စုံနဲ့နေချောင်းချောင်းစပင်တွေကိုရရှိပိုင်ဆိုင်သွားခဲ့တာကြောင့်ပါ အနီရောင်ဂါရိုဟာသူ့ဆရာတွေဖြစ်ကြတဲ့ဘန်နက်ဘွန်တို့ကိုပါရင်ဆိုင်တိုက်ခိုက်လာနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဂါရိုမှာဘန်နက်ဘွန်တို့ကိုအပြေးဝရင်ဆိုင်နိုင်တဲ့အင်အားမရှိတော့ပါဘူး။ဘာလို့ဆိုအရှိမတောက်လျှောက်တယောက်ပြီးတယောက်ကိုတိုက်ခိုက်ထားခဲ့တာကြောင့်ပါအနီယောင် version ဆိုတာ base version ထက်နည်းနည်းပိုပြီးတမ်းမှသွားတာကလွှဲရင်ကျန်တာကြီးကြီးမားမားတော့ပြောင်းလဲမသွားခင်ပါဘူး S class hero 3ယောက်ကိုတိုက်ခိုက်နေရတဲ့အတွက်ကြောင့် Phoenix Man က Garou ကိုလာရောက်ခေါ်ဆောင်ပေးခဲ့ရပါတယ် S class hero 3ယောက်ဆိုတာ Bambon နဲ့ Genos တို့ကိုပြောတာမျိုးပါ ဘောမ်ဆိုတာ S-class hero တူရဲ့ကောင်းမဟုတ်ဘူးဆိုပေမဲ့တော်တော်လေးကြမ်းတဲ့ကိုခန့်ပညာရှင်တယောက်ဖြစ်ခဲ့ပါတယ်။ Monster Association ကိုကားရောရောက်သွားတဲ့အချိန်မှာတော့ Psycho က Monster Stay ကိုကျွေးခဲ့ပါတယ်။ Psycho ကျွေးတဲ့ Monster Stay ဆိုတာ Orochi ကိုကျွေးခဲ့တဲ့ဆဲလိုမျိုးစွမ်းအကြီးမားတဲ့ဆဲတစ်ခုပဲဖြစ်ပါတယ်။ Ultimate Monster ဆဲတစ်ခုက Ultimate Monster တွေကိုဖန်တီးနိုင်စွမ်းရှိပါတယ်။ဒီလိုမျိုးစွမ်းအကြီးမားလာမဲ့ကားရောကိုမနာလိုတဲ့ Monster တွေလည်းရှိခဲ့ကြတာပေါ့။ဒီ Monster တွေကတော့ Backgone နဲ့ Ryan Ripper တို့ပဲဖြစ်ပါတယ်။ ကာရိုကဒီလိုမျိုးဒီမွန်လေဗယ်မွန်စတာတွေနဲ့လည်းဆက်လက်တိုက်ခိုက်ခဲ့ရပါသေးတယ်။ Orochisura Monster Association ရဲ့ powerful အဖြစ်ဆုံး monster တစ်ကောင်လည်းဖြစ်ပါသေးတယ်။ကာရိုက Backgon နဲ့ Rayer Reaper ကိုတိုက်ခိုက်ပြီးတဲ့နောက်မှာသူ့ရဲ့တတိယမြောက်ဖောင်ကိုဆက်လက်ရရှိပိုင်ဆိုင်လာခဲ့ပါသေးတယ်။ဒီဖောင်မှာတော့ကာရိုကသူ့ရဲ့ limiter ကိုဆုံးရှုံးခဲ့ရပါပြီ။ limiter ကိုဆုံးရှုံးလိုက်ရတဲ့ကာရိုရဲ့စွမ်းအားတွေဟာအတိုင်းအဆမရှိများပြားလာခဲ့တော့တာပေါ့။အစိတ်လဲပြီးလာသလိုလျှက်ကလူသားတစ်ယောက်လည်းဖြစ်လာခဲ့ပါသေးတယ်။ဒါအပြင်မြန်ဆန်တဲ့လှုပ်ရှားမှုတွေကိုလည်းခြေရာခံလာနိုင်ခဲ့ပါသေးတယ်။ ဂါရိုဆိုတာသူ့ကိုသူအရန်ဖိအားပေးတတ်တဲ့လူသားတစ်ယောက်လည်းဖြစ်ပါတယ်။အယောရီကြိုးကြည့်နေမယ်ဆိုရင်တောင်မှရန်သူကိုဆက်လက်တိုက်ခိုက်နေတတ်တဲ့လူသားမျိုးပါ။ဒီလိုကိုကိုကိုဖိအားပေးမှုတွေကြောင့်သူ့ရဲ့အသက်ဟာလည်းအချိန်ချင်းသေဆုံးလို့နေပါဖြစ်ခဲ့ပါတယ်။သေရွာကနေခဏခဏပြန်လာနိုင်ခဲ့တဲ့ဂါရိုဟာနောက်ဆုံးမှတော့သူ့ကိုသူမွန်စတာတစ်ကောင်အဖြစ်ပြောင်းလဲဖြစ်နိုင်ခဲ့ပါတယ်။ဒီလိုမျိုး monster form နဲ့ပဲ blacklister လိုမျိုးအရန်ကြံအရန် driver ဖြစ်တဲ့ escalator hero သူရဲ့ကောင်းတစ်ယောက်ကိုတိုက်ခိုက်ထားနိုင်ခဲ့ပါတယ် ဘက်ကောလိုမျိုးကားရိုကိုတိုက်ခိုက်ခဲ့တဲ့ Demo Level Monster တကောင်ကိုတောင် Light Tap လို့ခေါ်တဲ့စွာနဲ့အနာယူထားနိုင်ခဲ့သူပါ။ရှင်းရှင်းပြောရမယ်ဆိုရင် Black Lester ဆိုတာ Steel Tap ပူပြီးမာတဲ့လူသားတယောက်ဖြစ်နေခဲ့တာပါ။ဒါကြောင့် Garou ရဲ့ထိုးချက်တိုင်းဟာ Black Lester အတွက်ပန်းနဲ့ပေါက်တလို့သားဖြစ်နေခဲ့ရပါတယ်။ Black Lester ဆိုတာ Garou ရဲ့ဆရာဖြစ်သူ Ban ကိုတောင်ရင်ဆိုင်ထားနိုင်ခဲ့သူတူပါ။ဒါအပြင် Triple P လိုမျိုး Asclet သူရဲ့ကောင်တယောက်ကိုတောင်အသာလေးအနာယူနိုင်ခဲ့ပါတယ်။ကာရိုဟာဘလက်လက်စတာလိုမျိုးအက်စကလက်သူရဲ့ကောင်းကိုတိုက်ခိုက်ခဲ့တဲ့ဘက်ထဲအတွင်းမှာတဲ့သူရဲ့တန်မာမှုကိုဆက်လက်တိုးမြင့်လာနိုင်ခဲ့ပါတယ် ကာရိုဟာဘလတ်လက်စတာနဲ့တိုက်ခတ်ခဲ့တဲ့ဘက်ထရီအတွင်းမှာသူ့ရဲ့ Monster Form ကိုစတင်အသုံးပြုခဲ့ပါတယ်။ဘလတ်လက်စတာဘက်ကကာရိုရဲ့လက်ကနေလွတ်မြောက်နိုင်ဖို့အတွက်သူ့ရဲ့ Powerful အဖြစ်ဆုံး Ability ကိုအသုံးပြုခဲ့ရတာပါ။ Monster ဖြစ်လာတဲ့ကာရိုရဲ့စွမ်းအားကိုတိုးမြင့်နိုင်ဖို့အတွက် Orochi က Gyoro Gyoro နဲ့ပါတိုက်ခတ်ခိုင်းခဲ့ပါတယ်။ကာရိုရဲ့လေးခုမြောက် Form မှာတော့သူ့ရဲ့ခန္ဓာကိုယ်ကအနက်ရောင်အတီဖုံးလန်းသွားခဲ့ပါတယ်။ဒီ Form နဲ့ပဲကာရိုဟာဘန်းကိုထပ်မံတိုက်ခိုက်နိုင်ခဲ့ပါတယ်။ဒီဘက်ထဲမှာပျောက်ကွယ်နေတာကြာပြီဖြစ်တဲ့ Exploding Fist လိုမျိုး Martial Art ကိုအသုံးပြုလာနိုင်ခဲ့ပါတယ်။ Exploding Fish ဆိုတာဂါရုံနဲ့ဘန်တို့နှစ်ယောက်သာအသုံးပြုနိုင်တဲ့ martial art တစ်မျိုးပဲဖြစ်ပါတယ်။ Exploding Fish ဆိုတာ water flowing crushing raw fish ရဲ့ center ပဲကိုခံပညာတစ်ခုပဲဖြစ်ပါတယ်။ Water flowing fish ဆိုတာ defensive ability တစ်ခုဖြစ်ပြီး Exploding Fish ကတော့ offensive ability ပဲဖြစ်ပါတယ်။ဂါရုံဟာဘန်နဲ့ထပ်မံရင်ဆိုင်တိုက်ခိုက်ခဲ့ရတဲ့ဘက်ခြမ်းမှာတော့ဘန်ကိုအနိုင်ရရှိခဲ့ပါတယ်။ဘန်ဆိုတာ S class ရဲ့အဆင့်၃မှာရပ်တည်နေတဲ့သူရဲကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ဘန်အပြင် flashy flash လိုမျိုးသူရဲကောင်းကိုပါဆက်လက်တက်ခိုက်ခဲ့ပါတယ်။ Flashy Flash ဆိုတာအမြန်ဆုံးသူရဲ့ကောင်းတက်ရောက်လဲဖြစ်ပါတယ်။ Garou ဟာ Flashy Flash အပြင် Platinum Span နဲ့ပါတပြိုင်တည်းတိုက်ခိုက်နေခဲ့တာပါ။ Platinum နဲ့ Garou တို့ဟာတစ်ဆက်ကအတွင်းမှာမိုင်ပေါင်းများစွာကိုခရီးသွားရင်တိုက်ခိုက်ခဲ့ကြပါတယ်။ဆိုလိုချင်တဲ့သဘောကတော့ Platinum နဲ့ Garou တို့ဟာအရန်ပြန်တဲ့ Speed တစ်ခုကိုအသုံးပြုပြီးတိုက်ခိုက်ခဲ့ကြတာမျိုးပါ။ဒါကြောင့်သူတို့နှစ်ယောက်ရဲ့ Battle ကိုတာမန်မျက်စိနဲ့ကြည့်မယ်ဆိုရင်လုံးဝမမြင်နိုင်ပါဘူး။သူတို့အသုံးပြုနေတဲ့ Speed ဟာအလင်းထက်တောင်ပိုပြီးတော့မြန်နေခဲ့ပါတယ်။ Platinum Span ဆိုတာတော်တော် Powerful ဖြစ်တဲ့ Monster တစ်ကောင်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ဒီအချိန်မှာတော့ Garou က Platinum ထက်ပိုပြီးတန်မာနေခဲ့ပါဗျ။ Garou က Platinum အပြင် Even Mineral Water နဲ့ Fura Ugly တို့လိုမျိုး Monster တွေကိုပါတခါတည်းအနိုင်ယူထားနိုင်ခဲ့ပါဗျ။ Evil Mineral Water ဆိုတာ Dragon Level ရှိတဲ့ Monster တစ်ကောင်ဖြစ်တာကြောင့်ပင်လယ်ပြင်ကိုတောင်ထိချုံနိုင်စွမ်းရှိနေခဲ့ပါဗျ။ဒီလိုမျိုး Dragon Level Monster နှစ်ကောင်ကိုတောင် Garou ဟာတစ်ချက်ထဲနဲ့အနိုင်ယူထားနိုင်ခဲ့တာပါ။ဒါရီမကာသေးပဲစိတ်ဆန်တဲ့ပြီလိုမျိုး Monster ကြီးချီများကြီးကိုပါဆက်လက်တိုက်ခိုက်နိုင်ခဲ့ပါသေးတယ်။ စိတ်စံတပီဆိုရာအဒါစံတပီထပ်ပူပြီးတက်မာတဲ့ကင်းချင်များမွန်စတာတကောင်ပဲဖြစ်ပါတယ်။အဒါစံတပီဆိုရာဘန်ဘွန်နဲ့ဂျန်နရယ်ဆိုတက်ခတ်ခဲရတဲ့ကင်းချင်များကြီးကိုပြောတာမျိုးဖြစ်ပါတယ်။စိတ်စံတပီဆိုရာကင်းချင်များမွန်စတာတွေထဲမှာပေါ်ဝါဖူးအဖြစ်ဆုံးမွန်စတာတကောင်လို့ဆိုရပါမယ်။ကမ္ဘာအပြင်ဘက်ကနေကြည့်မယ်ဆိုရင်တောင်မှစိတ်စံတပီကိုမြင်နိုင်လောက်တဲ့အထိအရွယ်အစားအပြင်ကြီးမားမှုရှိပါတယ်။ဂါရိုကစစ်စတပီကြီးကိုငှပြောသည်သီးသလိုလှိချပစ်ခဲ့တာမျိုးပါ။ဒါကြောင့်ဂါရိုကိုရှင်ပြန်နိုင်တဲ့သူဟာမရှိသလောက်ကိုရှာပါသွားခဲ့ပါတယ်။ မရှိတဲ့လောက်ကိုရှားသွားတယ်ဆိုပေမဲ့လည်းစိုင်းထာမတော့ကြံနေပါသေးတယ်။စိုင်းထာမရဲ့ထိုးနှက်ချက်တွေကတော့ဂါရူဥပေါ်မပြောင်းမလဲကောင်းမြတ်ကောင်းနေစေပါ။ဒါပေမဲ့ဂါရူဥဘက်ကလည်းစိုင်းထာမရဲ့လက်သေးချက်တိုင်းကို survive ထားနိုင်ခဲ့ပါတယ်။ဂါရူနဲ့စိုင်းထာမတို့ဟာပင်လယ်ပြင်တစ်ခုလုံးအပေါ်မှာနှိမ်မလို့ပဲလမ်းလျှောက်တိုက်ခိုက်ခဲ့ကြတာပါ။ဂါရူဟာစိုင်းထာမနဲ့တိုက်ခိုက်ခဲ့တဲ့ battle အတွင်းမှာသူ့ရဲ့ဒုတိယမြောက် monster form ကိုဆက်လက်ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ base form ကနေစတွင်ရေးတက်မယ်ဆိုရင်တော့ပစ္စမမြောက် form ကိုပြောရမျိုးဖြစ်ပြီးပုံမြန် SP ပုံများတဲ့တန်မာမှုနဲ့အတူပုံမှုတန်မာတဲ့ခန္ဓာကိုယ်တစ်ခုကိုရရှိပိုင်ဆိုင်လာခဲ့ပါတယ်။ ကားရောဟာပုံမတန်မာတဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုအတုံးပြူပြီးစိုက်ထာမကိုတိုက်ခိုက်ခဲ့တဲ့ဆိုပေမဲ့သူမတိလိုက်တဲ့အခိုက်အတန့်မှာနေလူသားတွေကိုကယ်တင်မိခဲ့ပါတယ်။စိုက်ထာမဟာကားရောရဲ့နူးညံ့မှုကိုရှာဖွေနိုင်ဖို့အတွက်အဆုံးမသက်ပြခဲ့ပါဘူး။ဒီလိုအဆုံးမသက်ခြင်းကပဲကားရောကို Monster Form ရဲ့တတိယမြောက် Stage ကိုရောက်ရှိစေခဲ့ပါတယ်။ကားရောဟာသူ့ရဲ့ Stamma မြောက် Form မှာပြည်သက်ခြင်းလုပ်ငန်းစီကိုပါစတင်လှုပ်ဆောင်လာနိုင်ခဲ့ပါတယ်။ဘာလို့ဆိုကားရောရဲ့6ခုမြောက် Form မှာအတောင်ပံတွေပါဝင်လာတာကြောင့်ပါ။ကားရောဟာသူ့ရဲ့ပင်ကိုစွမ်းရည်ကြောင့်အမြင့်ကြီးကိုခုန်နိုင်စွမ်းရှိခဲ့ပါတယ်။ ဒါကိုတောင်ဘာကြောင့်အတောင်ပံတွေထပ်ပေါင်းထည့်ပေးခဲ့တယ်လဲဆိုတာကိုတော့ကျွန်တော်ကိုယ်တိုင်လက်မစင်စားတတ်ပါဘူး။ကာရိုဟာစိုက်ထာမကိုအနိုင်လိုချင်တဲ့စိတ်ချောင်သူ့ရဲ့တတိယမြောက်မွန်စတာဖုန်ကိုရရှိလာခဲ့ပေမဲ့ Evorsan နဲ့ Garou တော့ဖြစ်မလာခဲ့ပါဘူး။ Evorsan နဲ့ Garou ဖြစ်လာနိုင်ဖို့အတွက်နှစ်ဖျားလို့ခေါ်တဲ့လူတစ်ယောက်ကဘန်းရဲ့ခန္ဓာကိုယ်နဲ့ပေါင်းဆက်ခံခဲ့ပါရတယ်။ Garou ကတော့ဘန်းရဲ့ခန္ဓာကိုယ်နဲ့ပေါင်းဆက်ပင်မှုကိုညှင်းဆန်ခဲ့ပါရတယ်။နှစ်ဖျားဘက်က Garou ကိုပုံမတန်မာလာအောင်စွမ်းအားတွေပေးခဲ့တယ်ဆိုပေမဲ့ Garou ကတော့ဒီစွမ်းအားတွေကိုမယူခဲ့ပါဘူး။ မယူခဲ့ဘူးဆိုပေမဲ့လည်းခမရတို့တည်တဲ့အတိုင်းနတ်ဖျားရဲ့စွားတွေဟာဂါရိုရဲ့ခန္ဓာကိုယ်ရဲ့ကိုဝင်ရောက်စီးဆင်းလာခဲ့ပါတယ်။ဒီစွားတွေနဲ့ပေါင်းဆက်သွားတဲ့ဂါရိုရဲ့ဖုန်အစ်စ်ဟာအာကာသဟင်းလင်းပြကြီးနဲ့ဆင်တူနေခဲ့ပါတယ်။ဂါရိုရဲ့ခန္ဓာကိုယ်ထဲမှာကျယ်ရီဆက်ကြဝလာတွေများစွာပါဝင်သိရှိနေခဲ့ပါတယ်။ဒါကြောင့်ဂါရိုဟာ Universe တစ်ခုလုံးရဲ့အကျဉ်းဆုံးသက်ရှိတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဂါရိုရဲ့တရမမြောက်ဖုန်ကိုတော့ Cosmic Freedom လို့ခေါ်ပါတယ်။ဂါရိုရဲ့ Cosmic Freedom ကိုရင်ဆိုင်တိုက်ခိုက်နိုင်တဲ့လူဟာလက်ချိုးရည်တွေလို့တောင်းရှားပါတယ်။ ကာရိုဟာသူ့ရဲ့ cosmic fire mode မှာ solar radiation လို့ခေါ်တဲ့ ability တစ်ခုကိုအသုံးပြုလာနိုင်ခဲ့ပါတယ်။ကမ္ဘာလေတုကြီးကကျွန်တော်တို့ကို solar radiation လို့ခေါ်တဲ့တက်ရောက်ကြီးကနေဖုံးအုပ်ကာကွယ်ပေးထားပါတယ်။ဖုံးအုပ်ထားခြင်းတာမရှိဘူးဆိုရင်တက်ရောက်ကြီးကြောင့်ကျွန်တော်ရဲ့ခန္ဓာကိုယ်တွေကလည်းပျက်စီးသွားနိုင်တာပါ။ရှင်းရှင်းပြောရမယ်ဆိုရင်ဒီ radiation ကိုခံနိုင်တဲ့လူ၃ယောက်ကပဲကာရိုကိုရင်ဆိုင်တက်ခိုင်းနိုင်ခဲ့ပါတယ်။ blast စိုက်ထားမှနဲ့ချဲနိုဆို၃ယောက်ကပဲကာရိုကိုရင်ဆိုင်တက်ခိုင်းနိုင်ခဲ့ကြတာပါ။ ခမရိုတိကြတဲ့အတိုင်းဂါရိုဆိုရာမာရှယ်အားမှာတစ်ပတ်ကန်ခတ်အောင်တော်ရဲလူတယောက်ဖြစ်နေပေမဲ့စိုက်ထာမာရိုကတော့မာရှယ်အားဆိုရာကိုအခြေခံလောက်တောင်မသိထားတဲ့ကောင်စားမျိုးတွေပါ။ဒါကြောင့်ဂါရိုဘတ်က Cosmic Fear မုန်းနဲ့ Draft အတူကိနိုင်တဲ့မာရှယ်အားတစ်ခုကိုတီထွင်ဖန်တီးလာနိုင်ခဲ့ပါတယ်။ထိုးလိုက်တဲ့လက်သေးချက်တိုင်းဟာ Nuclear ပောက်ကွဲမှုတွေကိုဖြစ်ပေါ်စေပါတယ်။ Blast ဆိုရာစိုက်ထာမာနေပါတန်ပါတဲ့လူသားတယောက်ဖြစ်ပြီးဂါရိုဟာ Blast ကိုရင်ဆိုင်နိုင်ဖို့အတွက်ဒီလက်သေးချက်တွေကိုအသုံးပြုခဲ့ပါတယ်။ Blastback ကလည်း Porter ကိုဖွင့်လှစ်နိုင်စွမ်းရှိတဲ့အတွက်ကြောင့် Garou ရဲ့ nuclear ပောက်ကွဲမှုတွေကိုနေရာရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။ ဂါရိုဆရာခကရှိလိုမျိုးဖလက်ဒီရေကိုကူးယူနိုင်သူတယောက်ဖြစ်လို့ Glacier Portal အသုံးပြုမှုကိုလည်းကူးယူအသုံးပြုနိုင်ခဲ့ပါတယ်။ဂါရိုဟာ Blaster တိုက်ခိုက်ပြီးတဲ့နောက်မှာစိုက်ထာမာကိုဆက်လက်တိုက်ခိုက်ခဲ့ပါတယ်။စိုက်ထာမာရဲ့တိုက်ခိုက်တဲ့ပုံစံကိုပါဂါရိုအနေနဲ့ကူးယူအသုံးပြုလာနိုင်ခဲ့ပါတယ်။စိုက်ထာမာရဲ့တိုက်ခိုက်တဲ့ပုံစံကခမားတို့ထင်သလိုအရင်ကြီးချုပ်ခွေးမှုမရှိပါဘူး။စိုက်ထာမဟာတာမန်အတိုင်းထိုးတဲ့လက်တီချက်နဲ့အပြင်းထန်ထိုးတဲ့လက်တီချက်ဆိုပြီးနှစ်မျိုးသာအတုပြနိုင်တာပါဂါရိုဟာစိုက်ထာမရဲ့အပြင်းထန်ထိုးတဲ့လက်တီချက်ကို copy ပြီးစိုက်ထာမနဲ့1 by 1ထိုးပြခဲ့ကြပါတယ် စိုက်ထာမားနဲ့ဂါရိုတို့ရဲ့အပြင်းထန်ထိုးရယ်လက်တီးချက်နှစ်ချက်ကြောင့် universe ပေါင်းများစွာပျက်စီးသွားခဲ့ရပါတယ်။စိုက်ထာမားရဲ့ဇမမှုတွေကိုဂါရိုကခေါ်ပြီးနိုင်ခဲ့တာကြောင့်တိုက်ပွဲဟာပုံမှုရှိကြလာခဲ့ရတာပါ။ပြောရမယ်ဆိုရင်ဂါရိုရဲ့တမလာတဲ့နှုံထားဟာစိုက်ထာမားထက်ကိုပိုပြီးကျန်းနေခဲ့ပါတယ်။ဂါရိုရဲ့ cosmic via mosra universe တခုလုံးမှာရှိတဲ့စွာတွေကိုအတုပြနိုင်တဲ့မိုးတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်ဂါမာရေးလိုမျိုးဒဲရောက်ကြီးတွေအထိပါသုံးစွဲလာနိုင်ခဲ့တာပါ။ ဂါရုံဟာသူ့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ Aptan တွေကို manipulate နိုင်ခဲ့တာကြောင့်သူ့ရဲ့ခန္ဓာကိုယ်ဟာ anti-particle ပုံစံဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ဂါရုံဟာအချိန်ကိုတောင်ခြေရာခံလာနိုင်ခဲ့ပါတယ်။အချိန်ကိုနောက်ပြန်ဆုလို့ရသွားတာကြောင့်စိုက်ထာမှာနတ်ဖျားကိုတော့အပြန်ရှင်းပြနိုင်ခဲ့ပါတယ်။ဘာလို့ဆိုဂါရုံဟာသူတက်မြောက်ထားတဲ့အချိန်ခီးသွားနိုင်တဲ့ ability ကိုစိုက်ထာမှာကိုပြန်သင်ပေးခဲ့တာကြောင့်ပါ။ကဲဒါတွေကတော့ဂါရုံတယောက်သူ့ရဲ့ form တွေကိုဘယ်လိုရရှိခဲ့တာလဲ။ဘယ်လိုအသုံးပြုနိုင်ခဲ့တာလဲနဲ့ form တွေကဘယ်လိုအလုပ်လုပ်တာလဲဆိုတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။ ဒီဖုန်ကတော့ဒီလိုမဟုတ်ဘူးဒီဖုန်ကတော့မှားနေတယ်ဆိုတဲ့အချက်ကိုထောက်ပြချင်တဲ့သူတွေကတော့အောက်က comment section မှာဝင်ရေးသွားနိုင်ပါတယ်ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနောက်တစ်နေ့မှာ site ထားမှာရဲ့ content တခုနဲ့အတူပြန်တွေ့ကြတာပေါ့အားလုံးပဲ bye bye